UAE မှာအကောင့်တန့်တယောက်အနေနဲ့အလုပ်လာရှာဖို့ဆိုလို့ရှိရင်12လရာသီလုံးကအဆင်ပြေတယ်ပေါ့နော်အလုပ်ခေါ်တယ်တချို့ကကြတော့ထင်တာကကြတော့ high season low season ဆိုပြီးတော့ဟိုဟာ high season မှာမှအလုပ်ခေါ်တာများတယ်လို့ထင်ကြရပေါ့နော်ဒါပေမဲ့အကောင့်တန့်တယောက်အနေနဲ့ဆိုလို့ရှိရင်တော့12လရာသီလုံးခေါ်တယ်ပေါ့နော်ဥပုပ်လာကလွဲလို့ပေါ့အဲအဲ့လို ဟိုတယ်တို့ဘာလို့မှဒါ high season low season ဆိုပြီးတော့တို့ကနည်းနည်းအဲဂျမ်းဖြစ်တာပေါ့เนาะအလုပ်ခေါ်တဲ့ဟာမှာဒီမှာကကြတော့ October ကနေ April ထိဆိုလို့ရှိရင် အပြင်သွားရတာလည်းအဆင်ပြေတယ်အေးတယ်ပေါ့เนาะဒီဒါပေမဲ့ May June July August September ဆိုလို့ရှိရင်တော့အရန်ပူတဲ့နေရာမှာပါတယ် အရန်ပူတာဘလို့ပူလဲဆိုတာဒီမှာအပူချိန်က90ကျော်အဲ့လောက်ထိဖြစ်သွားရယ်ပေါ့နော်အဲ့လိုဆိုလို့ရှင်အဲ့ဒီရဲ့ယာဒီဥထုမှာအလုတ်လာရှာမယ်ဆိုလို့ရှင်တော့ကိုကတဆားတွေမြင်းများတဲလာပြီးရခါကျရင်ဆေးတွေနဲ့ပတ်သက်ပြီးတော့မြင်းများတဲလာပေါ့နော်ဒီချောင်းဆိုးတာတို့နေမကောင်းဖြစ်တာတို့ဘာလို့ဖြစ်တတ်တယ်အာအလုတ်အလုတ်ကအကယ်၍သာကိုကဒီယာဒီဥထုကို ကြည့်ပြီးတော့ကိုအရန်ပူတဲ့ယာဒီဥထုမှာလာမရှာခြင်းဘူးဆိုလို့ရှင်တော့စောရုံးကပြောသလိုအောက်တိုဘာကနေဧပြီထိကတော့အေးတဲ့ ဲ့ season ဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာကတော့ interview တို့ပါလို့တွားရတာလည်းနည်းနည်းအဆင်ပြေတဲ့အထက်မှာပါတယ်ပေါ့နော်အရင်ပူတဲ့အဲပူတဲ့ရာသီဥတုကိုမကြိုက်ဘူးဆိုလို့ရှိရင် ပြောထားတဲ့ဒီ June, July, August, September လတွေကိုနည်းနည်းရှောင်ပြီးတော့လာလိုက်ပေါ့နော်ပြီးရင်ဥပုပ်လဥပုပ်လအကြောင်းကကြတော့ဥပုပ်လကကြတော့ အလုတ်ကိုနည်းနည်းရှာဖို့အတွက်ကနည်းနည်းလေးပါတယ်အင်တာဗျူးအရနေတယ်ဘာလို့လဲဆိုတော့ဒီမှာကဥပုပ်လားကဒီမှာအစ္စလာမစ်နိုင်ငံလည်းဖြစ်တဲ့အတွက်တနိုင်ငံလုံးကဥပုပ်ဆောင်ကြရလဲများတယ်ပေါ့နော်အဲ့လိုဆိုတဲ့အခါကျရင်အင်တာဗျူးအရတော့နေတယ်ဒါပေမဲ့ဒီနိုင်ငံမှာရှိပြီးတော့အလုတ်ပြောင်းကျင်တဲ့လူဆိုလို့ရှိရင်တော့နည်းနည်းအဆင်ပြေတဲ့နေရာမှာပါတယ်အာ apply လုပ်ကြည့်ပေါ့နော် online interview သူတို့ချိန်ပေးတယ်ပေါ့နော်အာဥပုပ်လားပြီးတာနဲ့ it ် it ဆိုပြီးတော့လာတယ် it ကကြတော့ညမနိုင်ငံလို့တရက်တည်းမဟုတ်ဘူးဒီမှာက it ကိုပိတ်ပေးတာက၄၅ရက်ပိတ်ပေးရယ်ပိတ်ရရှည်ပေါ့နော်အဲ့ဒီရက်၄၅ရက်ပိတ်တဲ့အတွင်းမှာဆိုလို့ရှင်သူတို့ကဟိုအလုတ်အလုတ်ကို အားလုံးဒီတနိုင်ငံလုံးပိတ်လိုက်ကြတာများတယ်ပေါ့နော်အဲ့တော့အင်တာဗျူးတွေဘာတွေချိန်းဖို့လို့ဘာလို့ဆိုတာမလွယ်ဘူးကိုကအလုလာရှာမဲ့လူဒီဒီနိုင်ငံကိုအလုလာရှာ basic visa နဲ့အလုလာရှာမဲ့လူဆိုလို့ရှိရင်တော့ဥပုပ်လာနဲ့ဒီအပိတ်ရက်ကိုရှောင်တဲ့နေပေါ့နော်အဲ့ဒီချိန်မှာကျတော့အလုံးမလုံးတဲ့လူအလုံးရနေတဲ့ဟာက အာလောက်ကြနဲတယ်ဗောနောအင်တာဗျူးလဲသူတို့ချိန်းတာတွေနဲတယ်ဒါပေမဲ့ဒီနိုင်ငံမှာရှိတဲ့လူတွေကကြတော့ apply လုပ်ကြည့် online interview သူတို့ချိန်းပေးတယ်ဗောနောဥပုပ်လာကဘယ်လိုတွက်ရမလဲဆိုလို့ရှင်ကိုက Google မှာသွားပြီး Ramzan 2026ဆို26 27ဆို27ဒီလိုမျိုးလေးရိုက်ရှာကြည့်ဗောနောအဲ့ဒီမှာပြထားတဲ့ရက်နေ့ကကြတော့တရက်နှစ်ရက်လောက်ပဲกว่าတယ်အဲနည်းနည်းဒီမှာကလာကြည့်ပြီးရောမှာဆုံးဖြတ်ရတာဆိုတော့လေกว่าလဲတရက်နှစ်ရက်ပဲအဲ့ဒီခါကြတော့ ော့ဥပုပ်လောက်တည်ခြင်းနဲ့ဆိုအဲ့လိုမျိုးပြက်ဟိုဟာဒီ Google မှာခောက်ကြည့်ပေါ့နော်ဥပုပ်လကကြတော့တလနဲ့တွက်လို့မရဘူးဥပုပ်လပြီးတဲ့ခါကျရင်ဆရာကပြောသလို1ကလည်း6-9ရက်ပေါင်းနေဆိုတဲ့ခါကျတော့အ ਨੇ ဆုံးဥပုပ်လကို35-40ရက်40လောက်ကိုတွက်ပေါ့နော်အဲ့လိုမျိုးရက်တွေမှာဆိုလို့ရှိရင်ကိုက visit visa နဲ့အလုပ်လာရှာရမယ်ဆိုရင်မလာတာအကောင်းဆုံးပေါ့နော်ဥပုပ်လာကကြတော့နှစ်တိုင်းမှာနှစ်တိုင်းကိုတချို့ကကြတော့ထင်တယ်ဥပုပ်လာနှစ်တိုင်းက match လာ February ါရီလအဲ့လိုမျိုးဆိုလို့ရှိရင်မှားတယ်ဗောနော်သူကဥပုပ်လာကြတနှစ်တနှစ်ကို10ရက်စီတိုးသွားတာအရှိကိုတိုးသွားတာ အဲ့လိုဆိုတဲ့အခါကျတော့2026ဆိုလို့ရှိရင် February 28 February 28 19လောက်မှာဆိုလို့ရှိရင်တော့ဥပုသ်စမယ်ဒီ2029ရောက်တဲ့အခါကျရင် February 9ရက်8ရက်အဲ့လိုမျိုးမှာဖြစ်သွားမယ်ပေါ့နော်အကယ်၍သာ2028ဖြစ်သွားမယ်ဆိုရင် January လထဲမှာဥပုသ်လဖြစ်သွားမှာအဲ့တော့ तू က Islamic ပြက္ခဒိန်နဲ့တွေ့တာအဲ့ဒီအခါကျတော့ကိုကဥပုသ်လ match လပဲဆိုပြီးတော့တွေ့တွေ့လို့မရဘူး အကြောင်မို့ကိုကဒီနိုင်ငံကိုလာမယ် visit visa နဲ့အလုပ်လာရှာမယ်ဆိုလို့ရှိရင် Google မှာတွားပြီးတော့ရိုက်ရှာကြည့် Ramzan La ဆိုပြီးတော့ပေါ့နော် Ramzan 2026ကိုလာမယ်နှစ်ကိုတွားပြီးတော့ရိုက်ရှာကြည့်အဲ့ဒါကြားမှာပဲအဲ့အဲ့မှာပေါ်လာလိမ့်မယ်ပေါ့နော် तू ကပြီးတဲ့ခါကျနောက်တစ်ခုလဲရှာလို့ရသေးရဲ့အာဒီ UAE holiday ဆိုပြီးတော့ရှာကြည့်လို့ရတယ်ပေါ့နော်2026ဆို26 27ဆို27အဲ့ဒီမှာသူ့ရဲ့ပိတ်ရက်တွေကိုအတိလင်းကျင်ညာပေးထားတယ်ဒ ါပေမဲ့အဲ့ဒီရဲ့ပိတ်ရက်တွေကလည်းလွဲခဲ့လို့ရှိရင်လည်းတရက်နှစ်ရက်ပဲပေါ့နော်ရှစ်တိုးတရက်ရှစ်နောက်ဆုံးတရက်အဲ့လောက်ပဲလွဲတာပေါ့နော်အဲ့တော့ကိုကအဲ့မှာသွားကြည်ပြီးတဲ့ခါကျရင်မှဟိုဟာကိုလာမဲ့ရက်ကိုတွက်လို့တွက်လို့ရတယ်ဗောနော်ပြီးရင်ဒီမုတ်အစ်ပြီးတဲ့ခါကျရင်ဆောတော့ကပြောတဲ့ဟာကအာရမဇန်ဥပုပ်လာပြီးတလို့ရှိရင်အစ်လာတာကြာမုတ်အစ်ဗောနော်မုတ်အစ်ပြီးတဲ့ခါကျရင်ရက်90ဝန်းကျင်လောက်မှာအာ သားအစ်ဆိုပြီးတော့ဖြစ်တယ်။အဲ့ဒီရဲ့အသားအစ်မှာလည်းသူတို့က၄၅ရက်လောက်ထပ်ပိတ်တယ်။အဲ့ဒါဆိုလို့ရှိရင် UAE ရဲ့ holiday ဆိုပြီးတော့ရိုက်ရှာကြည့်လို့ရှိရင်သူတို့ပိတ်ရက်တွေဆိုပြီးတော့ကြာတယ်ပေါ့နော်။အဲ့ဒီမှာ ဥပုလရဲ့ အဲ့ဒီရဲ့အဲ့ရက်တွေကိုတေချာတွက်ကြည့်ပေါ့နော်ကိုလာမဲ့ရက်ကိုကိုတွင်တေချာလေးတွက်ကြည့်ဘာလို့လဲဆိုတော့ဒီပဲ့ရက်တွေကကိုကဒီမှာရှိနေတဲ့အခါကြလို့ရှိရင်နည်းနည်း waste ဖြစ်တဲ့အထဲမှာပါတယ်ကိုကဗီဇာကကြတော့လေ visit visa နဲ့လာရတယ်ဆိုလို့ရှိရင်ဒီဒီရက်တွေကသူတို့အလုပ်လည်းမခေါ်ကြဘူးဆိုလို့ရှိရင်ကိုကအာတက်တက်ကြီး visa visa တက်တန်းနေရကုန်ကုန်သွားတယ်လို့ဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဥပုပ်လာနဲ့အဲ့ရက်တွေကကြတော့အများရန်တစ်နှစ်ချင်းစီကပြောင်း ောင်းသွားမှာအဲ့တော့အဲ့ကြောင့်မလို့အမြဲတမ်းကိုကမလာခင်မှာကိုရဲ့ပိတ်ရက်တွေအဲ့ဒီရဲ့ပိတ်ရက်တွေကိုရှောင်ပြီးတော့လာတာအကောင်းဆုံးပေါ့အကောင်းဆုံးပေါ့နော် အဲနောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့အကူကအလုံးလာရှာဖို့ဆိုလို့ရှိရင်အေးတဲ့ယာတီကိုလာရှာခြင်းနဲ့ဆိုလို့ရှိရင်ဆောရုံကပြောသလိုအောက်တိုဘာကနေဧပြီအတွင်းလောက်ကိုပဲလာပါတော့ဧပြီတောင်မှနည်းနည်းပူနေပြီဒါပေမဲ့ဧပြီကပူရဲဆိုပေမဲ့အာကိုယ့်ရဲ့မြန်မာနိုင်ငံလောက်ကယာတီဥတုလောက်ပဲဆိုတဲ့အခါကျတော့ကိုကနည်းနည်းနေနိုင်တယ်ဒါပေမဲ့ဂျွန်တို့ဇူလိုင်တို့အော့ဂတ်စ်တို့ဖြစ်လာပြီဆိုလို့ရှိရင်အရန် ပူတာအပြင်ကိုသွားတာ ਨੇ ကွာတည်ရမလားမျက်နှာကိုလုံးဝပူဆက်ပြီးတော့အဲ့လိုဖြစ်တဲ့အခြေအနေမျိုးဖြစ်တာဗောနော်အဲကိုကအရန်ပူတာကိုကြောက်တဲ့လူဆိုလို့ရှိရင်စောတော့ကပြောတဲ့ရာသီဥတုတွေကိုအဲရာသီဥတုကိုလာဗောနော်နိုင်ငံမှာကအကောင့်တန်းတယောက်နေနေဆိုဟိုက်ဆီဇင်မှာအလုတ်လာရှာရမယ်ဟိုက်ဆီဇင်မှာပဲအလုတ်ရတယ်ဆိုတော့အခြေအနေမျိုးကတော့မဟုတ်ဘူးဗောနော်ဒီမှာက12လလုံးကအကောင့်တန်း တယောက်အနေနဲ့ပဲဖြစ်ဖြစ်အိရှာတို့အတမင်တို့ဘာလို့ပဲဖြစ်ဖြစ်အာလာရှာလို့ရတယ်အလုပ်လည်းရတယ်အာတခြားစီစဉ်နေပါတယ်ဆိုလို့ရှင်လဲအဲ့ဒီရဲ့ဒီပိတ်ဟိုဖြစ်တဲ့ပူရဲရာတီတွေပါတယ်ဆိုလို့ရှိရင်လည်းအလုံးမရတာကြာဟိုတယ်ပိုင်းတွေလောက်ပဲပေါ့နော်ဟိုတယ်တွေကကြတော့ဘာလို့လဲဆိုတော့အဲ့ဒီရဲ့ low season ရောက်သွားပြီဆိုလို့ရှိရင်အရင်ပူတဲ့ခါကျတော့ tourist တွေကလည်းမဝင်တော့ဘူးမဝင်တော့တဲ့ခါကျတော့သူတို့ကအလုတ်ကလည်းရှားတယ်ပေါ့နော် ဒါကတော့အကောင့်တန်းတယောက်အနေနဲ့အလုံးလာရှာဖို့အကောင်းဆုံးအချိန်မျိုးပြောပြပေးသွားပါတော့။ဥပုပ်လာတို့ဥပုပ်လာကိုဘယ်လိုတွက်လို့ရလဲ၊ဥပုပ်လာကိုဘယ်လိုကြည့်လို့ရလဲဆိုတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးပြောပြပေးသွားတာ။နောက်ပိုင်းကျလို့ရှိရင်လည်းအကောင့်တန်းတယောက်အနေနဲ့ပေရိုးတွေဘယ်လိုရန်တာတွေပြီးရခါကျရင်ဒီ VAT filing တွေဘယ်လိုလုပ်တာတွေ၊ full set တွေဘယ်လိုဆွဲတာတွေနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့ပြောပြပေးသွားမှာပါတော့။နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြမယ်။